ချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေစည်းစိမ်ချမ်းသာလိုချင်သည်ဖြစ်စေအမျိုးမျိုးသောလိုချင်တတ်မှတ်မှုတွေကြောင့်လူတွေဟာကြံရမရတဲ့အဆုံးမှာအောက်လန်းအတက်ကိုသုံးပြီးအလွယ်လန်းကိုလိုက်လိရှိကြတယ်။အောက်လန်းအတက်ကိုအသုံးပြုသူတွေဟာလက်တလုံးမှာသူတို့ရဲ့လိုအင်ဆန္ဒတွေဖြစ်ချင်တဲ့အရာတွေရှားကောင်းရနိုင်မှလိမ့်မယ်။ဒါပေမဲ့အဲ့ဒီလိုလူမျိုးရဲ့အဆုံးသက်ကတော့ဘရော့မှာလှပလိမ့်မည်မဟုတ်ပါဘူး။ဒီဇလန်းဟာဖြစ်ရမယ့်ဇလန်းတစ်ပုဒ်ဖြစ်ပါတယ်။၂000ခုနှစ်ရဲ့မြူမုံဆိုင်နဲ့လာလေ ဒါမှမဟုတ်ဒီဇင်ဘာရဲ့ညနေခင်းတစ်ခုမှာကျောင်းသူလေးဗစ်တာတယောက်ကျောင်းကနေအိမ်ပြန်ရောက်ချိန် TV နဲ့မျက်နှာမခွာနိုင်ဖြစ်နေတဲ့မောင်လေးကို TV နဲ့အလောက်ကြီးထိကပ်မကြည့်ဘူးလှမ်းဟန်လိုက်ပါတယ်ခဏအကြာမှာရုံးစင်းချိန်ရောက်ပြီမို့ဖစ်တာရုဘခင်ကြီးကအိမ်ပြန်ရောက်လာခဲ့ပါတယ်ဖစ်တာရဲ့မိခင်ကြီးကတော့ဂျူမီယာတီလို့ခေါ်ပြီးနာမည်အတူကောက်အနေနဲ့ဂျန်လို့ခေါ်ကြပါတယ်ဂျန်ကသပင်းညဆိုင်ပန်ရှင်တယောက်ဖြစ်ပြီးဆိုင်ပိတ်ချိန်ရောက်ခန်းဒီမှာဧည့်သည်တွေထက်ရောက်လာတော့အိမ်ပြန်လို့မရနိုင်သေးပါဘူးဒါပေမဲ့စိတ်မပူပါနဲ့ဖစ်တာရုဘခင်ဖြစ်တဲ့အတီက ဖခင်ဆိုပေမဲ့လည်းမိခင်တယောက်လိုချက်ပြုတ်ရေးရာတွေမှာလည်းကောင်းကောင်းတက်ကြွလေတော့သားသမီးနှစ်ယောက်ကိုကောင်းကောင်းထိန်းချောင်းထားနိုင်ပြီး သူအရန်ကြိုက်တဲ့ဆလာဘီယာငါချက်ပြုတ်နီးကိုတော့တမီးလေးပစ်တာကိုတင်ပေးလိုက်ပါသေးတယ်။ဂျန်ကတော့ထမင်းစားချိန်ထီတောင်ရောက်မလာနိုင်သေးတော့ပစ်တာကအမေကိုမဆောင်မဲအရင်စားနေကြမလားမေးလိုက်ပါတယ်။ဒါပေမဲ့အတီကလက်မခံပဲဂျန်ပြန်လာတော့မှပဲအတူလက်စုံစားခဲ့ကြပါတယ်။ဂျန်ကပစ်တာမျက်နှာကိုကြည့်ပြီးသူ့ကိုစိတ်ကောင်းနေပြီမှခံမှန်းမိခဲ့ပါတယ်။ဒါပေမဲ့အတီကတော့မင်းကမိသားစုအတွက်ပင်ပင်ပန်းပန်းအလုပ်လုပ်ပေးနေရတာပဲ။ကလေးတွေကိုပြောဖို့ကိုယ့်ရဲ့တာဝန်ထားလိုက်ပါလို့နှစ်သိမ့်ပေးလိုက်ပါတယ်။ နောက်တနေ့မှာတော့အတ္တိကတားငယ်လေးရဲ့ဘောလုံးပြိုင်ပွဲအတွက်ပြင်ဆင်ပေးရင်းနဲ့ပစ်တောက်ကိုတာဝန်ခွဲပေးလိုက်ပါတယ်။အဖေကအင်တန်ရှင်ရေးလုပ်မယ်။တမီးကမောင်လေးကိုဘောလုံးကွင်းလိုက်ပို့လိုက်ဆိုပြီးတော့ပစ်တောက်ကဘယ်ချင်းနဲ့ပါမလဲ ဒီနေ့ဟာတနင်္ဂနွေပိတ်ရက်ဆိုတော့သူလဲနားကျင်မှာပေါ့လေအဲ့ဒီအခါသူ့မိခင်ကိုဒီလိုရမျိုးမတောင်အိမ်မှာရှိနေမပေးလို့စိတ်ဆိုးနေပါတော့တယ်ဒါပေမဲ့လည်းမောင်လေးကိုတော့ဘောလုံးကွင်းလိုက်ပို့ပေးပြီးနေပူထဲမှာစိတ်မရှိစွာနဲ့ရက်ဆောင်နေရင်ဘိုက်ထဲမှာရစ်လာတော့မောင်လေးကိုခေါ်ပြီးအမဘိုင်းနာလာလို့အိမ်ခဏပြန်အောင်မယ် မပြတ်မလာမချင်းဒီကပဲစောင်းနေလို့တေချာမာလိုက်ကအိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ကိုရောက်လို့တကားဖွင့်လိုက်တာနဲ့တူဦးတအားအားအတန်တွေကြားလိုက်ရပါတယ်သူမမိခင်ကလည်းအလုံးမှာအိမ်မကသူမဖခင်ပဲကြံခဲ့တာလေ ဖဆူတူတအားအောင်နေတဲ့မိမတယောက်ရဲ့အုံကြီးတန်ကဘာလို့အိမ်ထဲကနေလာနေခဲ့ရတာလဲဖစ်တတယောက်ဇဝေးဇဝါဖြစ်သွားပါတယ်အတန်ကမိဘတွေရဲ့အိမ်ခန်းထဲကနေကြားနေရတဲ့အခါမထူးပါဘူးလေဆိုပြီးတကားပွင့်ချလိုက်တော့သူမဖခင်ကြီးဟာသူမအမေမဟုတ်တဲ့တခြားအမျိုးသမီးတယောက်နဲ့အိမ်နေတာကိုမြင်တွေ့လိုက်ရပါတယ်ဖစ်တလည်းမျောလင့်မထားတဲ့မြင်ကွင်းကြောင့်ဆက်ဆုပ်ယွန်ရှာစွာနဲ့အိမ်ပြင်ဘက်ကိုပြန်ထွက်လာတော့ ဖခင်ကြီးကနောက်ကလိုက်လာပြီးတမီခုနကဘာပဲမြင်မြင်တမီအမေကိုပေးမသိနဲ့လို့ပြောလိုက်ပါတယ်ပစ်တက်ကတော့ဒီလိုအချိန်မျိုးမှာစိတ်ကအယမ်းရှုပ်ထွေးနေတော့ဘာမှပြန်မပြောနိုင်ပဲအပြင်ကိုထွက်သွားဖို့သာစိတ်ကရှိနေတဲ့အခါအတီးကစိတ်မရှိတော့ပဲပစ်တက်ကိုပါရိုက်လိုက်ပြီးဒီကိစ္စမင်းအမေမသိစေနဲ့လို့သာ ထပ်ပြောလိုက်ပါတော့တယ်။ဟုတ်ကဲ့ဒါကတော့စီဟီပီလာကောဆိုတဲ့အစ်စ်ထွက်အင်ဒိုနီးရှားဟော်ရာကားလေးပဲဖြစ်ပါတယ်။ဒီဇလန်လေးကဖြစ်ရမှန်ဇလန်တပုတ်ကိုပြန်လဲရကူးထားခြင်းဖြစ်ပြီးအောင်လန်းတိုက်ခန့်ထားရမှန်မသိတဲ့ဘီတာလေးတို့မိသားစုမှာဘလို့ကြမာဆိုးတွေဝင်လာပြီးဘလို့အဖြစ်ဆိုးတွေကြုံတွေ့ရမလဲဆိုတာစက်မကြည့်ခင် လိုက်တစ်ချက်ခေါမန့်တစ်ကြောင်ဆ ਾਇ ရဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တစ်ခုခုမှန်းခဲ့ပေးပါ subscribe မလို့ရသေးရင်လည်းလုတ်ခဲ့ကြပါ VPN ဖွင့်လို့ရရင်လည်းဖွင့်ကြည့်ပေးဖို့မြစ်တာရက်ခံပါရယ်ခင်ဗျာဇက်လန်းလေးဆက်ကြမယ်2002ခုနှစ် February လမှာတော့အတ္တိကအလုတ်ကိစ္စနဲ့နေဘက်ကိုခီးထွက်ခံနေ ဇနီးတဲ့နဲ့တားငယ်လေးကိုတပတ်လောက်နေရင်အိမ်ပြန်လာခဲ့မယ်လို့နှုတ်ဆက်နေပြီးဖစ်တော့ကိုတော့နှုတ်မဆက်ခဲ့ပါဘူးဒါကတော့သူတို့သားအဖအနှစ်ယောက်ပဲတီးတဲ့အကြောင်းကိစ္စတွေရှိနေလို့ပါပဲဒီလိုနဲ့ရပ်ပေါင်းများစွာကြာလာချင်းဖစ်တာကမောင်လေးကိုဘောလုံးကွင်းလိုက်ဖို့ဖို့အိမ်ကနေအထွတ်အိမ်နီးနာချင်းမိန်းမကြီးတွေကတမီးတို့အဖေကိုမတွေးတာကြာပြီးတော့ဆိုတော့ ဖစ်တာကပြီးခဲ့တဲ့အပတ်ကခီးထွက်သွားလို့ပါလို့ပြန်ဖြေတော့အင်းဒီချင်းမိမကြီးတွေမျက်စိမျက်နှာပြက်ကုန်ကြပါတယ်ဒီလိုနဲ့နေရက်တွေကိုကြော်လွန်ပြီးလာပေါင်းများစွာကြာလာခဲ့ပါပြီဂျန်ကအချိန်ရရင်ရတယ်လို့သားသမီးနှစ်ယောက်ကိုအချိန်ပေးပြီးပျော်ရွှင်မှုတွေဖန်တီးပေးခဲ့ပါတယ်တရက်မှဘေးအင်္ဂါလင်းများကအတီးကိုမမြင်တာကြာလို့မေးချီတော့သူမယောက်ျားနဲ့ဘက်ကိုအလုတ်ကိစ္စနဲ့ခီးထွက်သွားလို့ပါ တပတ်လုံးနေရင်ပြန်ရောက်မှာပါလို့သာဂျန်ကပြန်ဖြေခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ပီတာရိုမွန်နမဟာမိခင်ချီစီပတ်စံတောင်းဖို့ထွက်လာခဲ့ပါတယ်။ဆိုင်းရှင်နာအယောက်မှာဂျန်ကဧည့်သည်မျိုးသမီးတယောက်နဲ့ဆိုင်းနေကနေထွက်လာတော့ပီတာတယောက်ဧည့်သည်မျိုးသမီးရဲ့မျက်နှာကိုကြည့်ပြီးအဲ့ဒီမိမကြီးကိုတနေရရမှမြင်ဘူးနေတယ်လို့ဖြစ်နေပါတယ်။ညအယောက်မှာတော့သူမပါကင်ကြီးဖောက်ပြန်နေတဲ့အကြောင်းကခေါင်းထဲဝင်လာခဲ့ပြီးနေ့လယ်ကတွေးလိုက်ရတဲ့မိမကြီးကသူမပါကင်နဲ့အတူအိတ်ခဲတဲ့မိမဆိုတာမှတ်မိသွားပါတယ်။အဲ့ဒီအချိန်မှာပဲ အင်းကတကားတစ်ချက်ပွင့်သွားတဲ့အတန်ကြားလိုက်ရတော့ ူမမိခင်အမတ်နဲ့ထချီချင်းတူအူတအားအတန်တွေကြားလိုက်ရပါတယ်အတန်ကတော့သူမမိဘတွေရဲ့အိတ်ခန်းတွေကနေထွက်ပေါ်နေပြီးအဲ့ဒီအခန်းစီတွားချီတော့အခန်းထဲမှာဘသူမှရှိမနေပဲသူမအနောက်ကနေရမှာတရေမတကောင်တွေ့ကက်နေပြီးအိမ်မြောင်တကောင်လိုလမ်းလျှောက်နေပါတယ်ဖီတာလက်ကြီးလိုက်တော့ဘာမှရှိမနေပဲမိခင်ကြီးကလည်းအခန်းထဲမှာရှိမနေတော့မိခင်ကြီးကိုလိုက်ရှာလိုက်ပါတယ်အဲ့ဒီအချိန်အိမ်ပြင်ဘက်မှာလမ်းလျှောက်နေတဲ့မိခင်ကြီးရဲ့အရှိတ်ကိုမြင်တော့အိမ်ပြင်ကိုထွက်ကြည့်လိုက်ပါတယ်။အိမ်ပြင်အရောက်မှာတော့မိခင်ကြီးရဲ့အ တံကိုကြားလိုက်ရပြီးမိခင်ကြီးကသူ့ကိုကဲပါအောင်ဆိုကတစ်ပင်ပေါ်ကနေကျိုးဆွဲချသွားပါတယ် ပစ်တာလည်းအမြန်ပြေးသွားတော့မိခင်ကြီးရဲ့အတက်ကိုမမီတော့တာမို့ဝမ်းနေစွာငိုကြွေးနေပါတော့တယ်အဲ့ဒီမြင်ကွင်းကိုတော့အိမ်ထဲကနေပစ်တာဖခင်နဲ့သူ့ရဲ့မယင်ငယ်မဟာအရသာခံပြီးကြည်နေကြပါတယ်ဒါပေမဲ့အိမ်မက်တစ်ခုသာဖြစ်နေပါတယ်နောက်တနေ့ဘေးအိမ်မှာဆစ်ဆက်ပွဲရှိတော့ဂျန်တို့တားအမီတွေသွားကြတဲ့အခါထုံးစံအတိုင်းအတိအကြောင်းမေးကြတာပေါ့ဂျန်ကလည်းအတိအကြောင်းကိုဘယ်ချိန်မေးမေးအရင်တစ်ပတ်ကနေပတ်ကိုအလုပ်ကိစ္စနဲ့ခီးထွက်သွားကြောင်းသာပြောနေပါတယ်ကြာလာတော့အင်းကြီးဦးလေးကြီးကဂျန်ကိုခေါ်ပြီးသူကအား 那路没劈开啊。 မင်းယောက်ျားတလောက်အချိန်ကြာတဲ့အထိပျောက်နေတာမင်းတို့လင်မယားနှစ်ယောက်လမ်းခွဲလိုက်ကြပြီးငါတို့ကိုရှက်လို့ထုတ်မပြောတာများလားလို့ပေါ့ဆိုတော့ချမ်းကသူမယောက်ျားခီးထွက်သွားတာတပတ်ပဲရှိသေးတယ်လို့သာပြောနေလေတော့အင်းကြီးချင်းဦးလေးကြီးကမင်းယောက်ျားထွက်သွားတဲ့အချိန်ကိုငါမှတ်မိသေးတယ်သူထွက်သွားတာပြီးခဲ့တဲ့နှစ် February လရုံးကလေအခု2003ခုနှစ်ရဲ့ August လကိုတောင်ရောက်နေပြီဆိုတော့သူအိမ်ပြန်မလာတာတနစ်ခွဲတောင်ရှိနေပြီလို့ပြောလိုက်ပါတော့တယ်ချမ်းလည်းအဲ့ဒီအခါမှာဖြက်ကရင်ကိုကြည့်မိသွားပါတော့တယ်ဒါပေမဲ့ဘာကြောင့်မှမသိ ထိအိမ်မှာကြံခဲ့တဲ့ဂျန်နူတာအမိတွေဟာအတိထွက်သွားတာတပတ်လောက်ပဲရှိသေးတယ်လို့ပဲစိတ်ထဲမှာထင်နေခဲ့ကြတာပါအိမ်ပြန်ရောက်တော့တာအမိနှစ်ယောက်သား ဘာလို့ဒီလူတွေဖြစ်နေရတာလဲအဖြစ်ရှာမရပဲဒီလောက်ကြာတဲ့အချိန်အတော်တွင်းမှာအတ္တိကဘယ်တွေရောက်နေတာလဲကိုပါစဉ်းစားလို့မရနိုင်တော့ပဲမနှက်ပြန်အတ္တိတို့ရဲ့ယုံကိုသွတ်ပြီးစုံစမ်းကြည့်ကြဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့လည်းအတ္တိယုံကိုသွတ်ပြီးစုံစမ်းဖို့မလိုတော့ပါဘူးဘာကြောင့်လဲဆိုတော့အတ္တိကအင်ကိုပြန်ရောက်လာလို့ပါပဲအတ္တိကခက်တီတီပဲတားငယ်လေးတွေးကိုနှုတ်ဆက်ပြီး ိသားစုတမင်းလက်ဆုံစားကြပါတယ်။တမင်းစားဝိုင်းမှာဒွေးနဲ့သာစကားပြောနေခဲ့ပြီးဖီတာတို့သားအမိကိုတော့ဥပိ္ပခပြုတ်ထားခဲ့ပါတယ်။ခဏနေတော့အိတ်ခမ်းထဲကိုဝင်ပြီးတစိုးတစ်ခုကိုတဲကြီးမဲကြီးရှာပွေနေတော့ဂျန်ရောက်လာခဲ့ပြီးရှင်တနစ်ခွဲလုံးလုံးဘယ်တွေရောက်နေပြီးဘာတွေဖြစ်နေခဲ့လဲမေးတော့ အတိကမေကုန်းကိုမဖြေပဲသူရှာနေတဲ့အင်ဂျင်ဆာရွက်ကိုဘယ်မှာတင်ထားလဲသူစီးပွားရေးလုပ်ဖို့ငွေလိုနေပြီလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဘာစီးပွားရေးလုပ်မှလည်းမပြောတဲ့အပြင်ပိုင်ဆိုင်မှုတွေကချမ်းရဲ့အရာတွေဖြစ်နေတော့ချမ်းကထုတ်မပေးတဲ့အခါစိတ်ဆိုးပြီးပြန်ထွက်သွားပါတယ်အဲ့ဒီအချိန်ပစ်တာရောက်လာပြီးအဖေကဘာလို့ထွက်သွားပြန်ရတာလဲ အမေသာအိမ်ကက်ရင်အဖေဒီလိုဖြစ်မှာမဟုတ်ဘူးအမေကမိသားစုထက်အလားပြင်ဆိုင်ကိုပို့ပြီးဦးစားပေးတော့ကိုလို့ပြောလိုက်ပါတော့တယ်။နောက်ရမှာတော့ပစ်တက်ကသူမအဖေကြိုက်တဲ့ဆလာပီးယားငါစီပြန်ဟင်းလေးချက်ပြီးသူမအဖေရဲ့ရုံးကိုလိုက်သွားပါတယ်။အတိကအင်တီတင်လုံနေတော့ဟင်းတို့ကိုလက်ထက်ထက်ပေးလိုက်တဲ့အခါမယူချင်းယူချင်းနဲ့ယူသွားခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာရှိတဲ့အမိုက်ပုံးလေးကိုလွင့်ပစ်လိုက်တော့ပစ်တာလည်းစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ဘေးအင်းကလူကြီးကမနေနိုင်တော့ပဲကျွန်တော်အိမ်ရောက်လာပြီးမင်းယောက်ျားထက်ထွက်သွား ားပြန်ပြီလားမင်းနဲ့ပစ်တာတို့ကိုကြည့်ရတာ သူ့ကိုလမ်းပုံလည်းမပေါ်ကြဘူးတခခုတော့မားနေပြီထင်နေဆိုကသူ့အတီနက်ဆရာတယောက်စီလမ်းညွန်ပေးလိုက်ပါတယ်ဂျန်လည်းတုံဆိုင်မနေတော့ပဲပစ်တောက်ကိုခေါ်ပြီးအဲ့ဒီနက်ဆရာရဲ့နေအိမ်စီညာရင်းချင်းမဲ့တွားရောက်ခဲ့ပါတယ်နက်ဆရာစီရောက်တော့နက်ဆရာပြောတာတွေကပြိတ္တတို့အနေနဲ့နားရှုပ်သွားမှဆိုလို့ခွီးအနေနဲ့ပဲရှင်းပြပေးပါမယ်အင်ဒိုနီးရှားမှာစတိုပန်တိုရာတူဆိုတဲ့ဂါရာတစ်ခု ရှေးပဝေသနီကလေးကရှိခဲ့တယ်ကိုလိုနီခေတ်မှာခေါင်းဆောင်တော်တော်များများကသူတို့ရဲ့ရန်သူတွေကိုတိုက်ခိုက်ဖို့အထွတ်အဲ့ဒီဂါ တာကိုအသုံးပြုခဲ့ကြတယ်ဒီနေ့ခင်မှာတော့အဲ့ဒီကာတာကိုမကောင်းတဲ့နေရာတွေမှာပဲအသုံးပြုကြတော့တယ်အတိမယင်ကမရဲ့နာမည်ကရီနီလို့ခေါ်ပါတယ်ဒါကဂျန်တို့တွေ့တယ်နတ်ဆရာကပြောပြခြင်းမဟုတ်ပါဘူး ပရိသတ်တို့ဇက်ရိုက်လေသွားစီဖို့အတွက်ကွီးကပြောပြရချင်းမှာရီနီဟာအောင်လန်းနဲ့ဆရာမတယောက်ရဲ့အကူအညီနဲ့၃ရက်နဲ့၃ညတိုင်အစာရေစာမစားပဲဝစီပိတ်ပြီးတရားထိုင်ခဲ့တယ်။အဲ့ဒီချင်းစဉ်ကြင့်နေတော့မှဘလို့အနေရမျိုးပဲဖြစ်ဖြစ်ဘလို့အစိတ်ရှိတဲ့အကောင်တွေပဲချင်းကက်လာတာမျိုးဖြစ်ဖြစ်ကိုယ့်ရဲ့အကြောက်တရားကိုမပြရပဲစိတ်ကိုတည်ငြိမ်အောင်ထားခဲ့ရတယ်။ရီနီရဲ့ဆန္ဒက ချစ်ရသူကိုပိုင်ဆိုင်ဖို့ပါဟုတ်ပါတယ်ရီနီဟာပီတာရိုရဲ့အဖေဖြစ်တဲ့အတီးကိုချစ်နေခဲ့တာပါ အခုတော့ရီနီရဲ့ဆန္ဒတွေပြေဝါပါတော့မယ်သူပြောသမျှဆိုသမျှကိုအတီးကနားခံလာတော့မယ်မကြခင်မှာပဲအတီးကသူမအပိုင်ဖြစ်လာတော့မယ်ဆိုတာကိုသိပြီးမရင်ငယ်ပြုံးပြုံးလိုက်ပါတော့တယ်တကယ်ကအတီးတျော့အင်းကနေပျောက်ပျောက်သွားရခြင်းကရီနီကို ူ့ရဲ့ဇနီးတဲ့ဂျန်လို့သာထင်နေပြီးသူ့အိမ်သူပြန်သွားတဲ့သဘောပါပဲဒါရီကိုတော့ရီနီဟာဆက်တိုပန်တီတူရာတူကာတာကိုအသုံးပြုပြီးလှဲစားနေခြင်းဖြစ်ကအိမ်မှာကြံခဲ့တဲ့ဂျန်တို့သားအမိကိုလည်းအတီအိမ်ကနေထွက်သွားခဲ့တာတပတ်ပဲရှိသေးတာလို့လို့နောက်တစ်ပတ်နေရင်ပြန်လာတော့မှလို့လို့ဖြစ်ပြီးစိတ်အာရုံတွေဝေဝါးသွားအောင်လှဲစားနေခြင်းပဲဖြစ်ပါတယ်ဂျန်တို့တွားတွေ့တဲ့နတ်ဆရာကတော့အထက်လန်းဆရာစစ်စစ်ဖြစ်တာနဲ့အညီဘာလက်ဖွဲ့အင်းအိုင်တွေမှမပေးပဲဖျားကိုသာအာယုံဆိုင်ပြီးပုံမှန်ဝတရားမပြတ်ဝတ်ပြုဖို့ပဲ ကြံပေးလိုက်ပါတယ်။ဒါပေမဲ့လည်းမကောင်းတဲ့အတိတ်အမိတ်တွေကကျန်းအပေါ်တဖြည်းဖြည်းနဲ့ကြားရောက်လာခဲ့ပြီးအလားပြင်ဆိုင်မှာလည်းဧည့်သည်တွေပါလာပါတော့တယ်။ဆိုင်ဝင်နှမ်းမလေးတွေရဲ့အပြောအယဆိုင်ရှိမှာနေတိုင်းမြေကြီးမုံတွေတွေ့တွေ့နေရကြောင်းနဲ့တစုံတစ်ယောက်ကဆိုင်ရဲ့စီပေါ်ရေးကြဆင်းအောင်လုပ်နေတယ်လို့ထင်နေကြလို့အဲ့ဒီမြေကြီးမုံတွေကိုယူပြီးနက်ဆရာစီပြချီတော့တင်းချိုင်းမြေတွေဖြစ်နေပါတယ်။ဒါပေမဲ့အဲ့ဒီတင်းချိုင်းမြေတွေကတခြားစီပွားပြိုင်ဘက်တွေလာချသွားတာမဟုတ်ပဲ မင်းရဲ့ယောက်ျားကိုယ်တိုင်လာချသွားတာပဲဆိုတော့မို့စောင့်ပန်းကြည့်တော့တကယ်ပဲအတီလာချသွားတာဖြစ်ပြီးနောက်ကလိုက်သွားတဲ့အခါအသက်ဆောင်နေတဲ့မယံငယ်နဲ့အတူထွက်သွားတာမို့ဂျန်လည်းပါဇက်အဟောင်းသားနဲ့သာငေးကြည့်နေခဲ့ရပါတယ်အတီကအိမ်တော်ကြီးဖောက်ပြန်နေတဲ့အပြင်စီပွားရေးကိုပါထိခိုက်အောင်လှုပ်လာပြီးမို့ဂျန်တို့လည်းမိသားစုလိုက်ဂျုံးကိုလိုက်သွားခဲ့ပြီးအရိကအရာရှိတယောက်ကို ကျမကအတီရဲ့ဇနီးပါအတီကအိမ်ကိုလည်းပြန်မလာတော့ဘူးကလေးတွေကိုလည်းလာမကြည့်တော့ဘူးအခုသူကငယ်ရနေပြီ ကျမတိထားတာကပြည် ူဝန်ထမ်းတွေကအိမ်တော်ကြီးဖောက်ပြန်ခဲ့ရင်အဖြစ်တန်ခံရတယ်မဟုတ်လားလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအရာရှိစီကကြားလိုက်ရတာကသူမမျှော်လင့်ထားတဲ့အဖြစ်မျိုးတော့မဟုတ်ခဲ့ပါဘူး။အရာရှိကအတီးရဲ့ကိုကြီးအချက်လက်ဖိုင်ကိုပြလိုက်ပြီးသူ့ရဲ့ပထမစနီးကလွန်ခဲ့တဲ့နှစ်နှစ်ကကွေလွန်သွားခဲ့ပြီးလွန်ခဲ့တဲ့တစ်နှစ်ကနောက်ထပ်အိမ်တော်ပြုလိုက်တယ်။သူစနီးအတစ်ရဲ့နာမည်ကရီနီတဲ့။စာရွက်စာတမ်းထဲမှာတော့အဲ့လိုပဲရေးထားတယ်လို့ပြောလိုက်ပါတယ်။ဂျန်လေးဒေါသထွက်သွားပြီးရုံးအနှံ့အတီးကိုလိုက်ရှာခဲ့ပြီးအတီးနဲ့တွေ့တော့ စိုးစောကတီးလိုက်ရတဲ့အကြောင်းတွေကိုပြောပြလိုက်ကကျမအပြင်ထွက်ပြီးစီးပွားရှာရတာကလုံလောက်တဲ့ပတ်စံကိုရှင်းရှားမပေးလို့လေရှင်းရတဲ့ပတ်စံတွေကိုဘယ်မှာပျော့ပျော့ကြီးတုံးခဲ့လဲဆိုတာအခုသိပြီကျမနားမလည်နိုင်တာကရှင်အခု သူနဲ့အတူရှိနေပြီပဲမဟုတ်လား။ဘာလို့ကျမရဲ့စီးပွားရေးကိုပါပျက်စီးစေခြင်းနေရတာလဲ။ကျမဒီလုပ်ငန်းနဲ့ပဲကလေးတွေကိုကြွေးမွေးနေရတာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အတိကဘာမှရှိရှိဝဝပြန်ပြောမနေပဲထွက်သွားလို့သာသစိမ်းဆန်ဆန်မောင်းထုတ်ပစ်လိုက်ပါတော့တယ်။ရုံးကအပြန်အတိဟာသူ့ရဲ့ဇနီးအစ်စ်လေးဖြစ်တဲ့ရီနီစီပြန်လာခဲ့ပါတယ်။ ရင်းနီကလည်းချမ်းလိုပဲအလားပြင်ဆိုင်ဖွင့်ထားပါဗါးကြည့်ရတာချမ်းလိုမျိုးအပြည့်အဝဖြစ်ချင်နေပုံရပါတယ်ရင်းနီရဲ့တမတ်မှုကတဆင့်တက်လာခဲ့ပါပြီဒီတခါသူမှသွားနေကြနတ်ဆရာမကြီးစုကိုအတီးကိုပါခေါ်သွားခဲ့ပြီအရှင်မလိုတမုတ်ရတဲ့အထိစွာအားကြီးတဲ့နတ်ဆိုးတစ်ပါးကိုစင့်ခေါ်လိုက်ကသူမလိုချင်နေတဲ့အရာတွေကိုအတီးကနေတဆင့်တောင်းဆိုခိုင်းလိုက်ပါတယ် ်အတ္တိကကျွန်တော်မိမရဲ့ချမ်းသာမှုနဲ့အိမ်ကိုလိုချင်ပါတယ်အရာအပြင်အလုံနေရမှာလည်းအာနာရချင်ပါတယ်လို့တောင်းဆိုလိုက်ပါတယ်ဒီနှက်ဆရာမကြီးကတော့လက်ကြီးပုံရပါတယ်မင်းလိုချင်တဲ့အရာမှန်သမျှငါဖြည့်ဆည်းပေးနိုင်တယ်အဲ့ဒီအတွက်မင်းချေရတဲ့သူတယောက်ရဲ့အသက်ကိုစတေးရလိုက်မယ်လို့ပြောလိုက်ပါတယ်အတ္တိလည်းရီနီရဲ့တိုက်တွန်းမှုကြောင့်နဆိုးမနဲ့သဘောတူညီမှုရယူလိုက်ပါတယ်ရီနီကတော့ ူမလူချင်တာတွေရတော့မယ်ဆိုပြီးထုံးစံအတိုင်းမယံငယ်ပြုံးပြုံးနေပါတော့တယ်။အဲ့ဒီနောက်အစီရင်လုပ်ဖို့အတွက်ဇနီးဟောင်းရဲ့အိမ်ကိုခိုးဝင်ပြီးကလေးတွေရဲ့အသုံးဆောင်ပစ္စည်းတချို့နဲ့အတူလိုအပ်တဲ့အရာတွေကိုခိုးယူသွားခဲ့ပါတယ်။ထွန်းနဲ့ပီတာတို့မောင်နှမကတော့သူတို့ရဲ့ပစ္စည်းတချို့ပျောက်သွားတာသိပေမဲ့လည်းတမိုးကြီးပစ္စည်းတွေမဟုတ်နေတော့ဒီတိုင်းမဲ့နေနေခဲ့ကြပါတယ်။အဲ့ဒီညမှာပဲ ဂျန်ကပစ္စည်းတွေရှင်းနေနေရင်အပုံနဲ့ရလာလို့လိုက်ရှာကြည့်တော့နိုင်ရန်တောက်မှာကတ်နေတဲ့တရဲမောက်ကိုတွေးလိုက်ရတဲ့အခါပစ်တောက်ကိုလှမ်းခေါ်လိုက်ပါတယ်ဒါပေမဲ့တရဲမောက်ကိုပစ်တောက်ကမမြင်ရပဲသူမတယောက်တည်းသာမြင်တွေ့နေရခါ သွေးလန့်ပြီးတရစ်လစ်သွားပါတယ်အဲ့ဒါနဲ့မနက်လင်းနာနဲ့နှက်ဆရာစီသွားတော့နှက်ဆရာကစူတောင်းစာတွေရေးထားတဲ့စာရွက်ကိုထုတ်ပေးလိုက်ပြီးနေဝင်ပြီးတာနဲ့ဆန်စည်းရီကိုစားချမ်းနဲ့ရုပ်ပြီးအိမ်ပပက်လင်မှာဖြန့်ပေးရမယ်အဲ့လိုလုံးနေတဲ့အချိန်မှာလဲစာရွက်ထဲကစူတောင်းစာတွေကိုရွတ်ပတ်နေရမယ်ပြီးရင်ဝိပုစူတောင်းမှုတွေကိုလည်းနေ့စဉ်မပြတ်မကွက်လုပ်ရမယ်အဲ့ဒါတွေကိုရက်လေးစဉ်စက်တိုက်လုပ်ရမယ်လို့မှားလိုက်ပါတော့တယ်ဂျန်တို့လည်းနှက်ဆရာမှားလိုက်တဲ့အတိုင်းလုပ်နေရင်ဒုတိယညမှာမီးဆုံးတွေပြန်တက်လာပြီး ချန်တို့နေအိမ်ကိုတလုံးပြီးတလုံးလာတိုက်နေတာမို့ကြောက်နေရှာတဲ့တွေလေးကိုအလဲမှာထားပြီးတားမိနှစ်ယောက်သားဝိပြုစုတောင်းမှုကိုအစမပြတ်လှုပ်ဆောင်နေကြပါတယ်ခုနှစ်ရက်မြောက်ညအိမ်ထဲမှာနေလို့မရအောင်ရမ်းပူနေတာမို့လေဝင်စီဖို့အတွက်အင်တကားသွားဖွင့်တဲ့အခါအိမ်ရှိမှာကီမီကောက်တွေအမြောင်များရောက်နေကြပါတယ်အဲ့ဒါနဲ့နှက်ဆရာမှာခဲ့တဲ့အတိုင်းစားနဲ့ပတ်တုတ်လိုက်တော့မှအဲ့ဒီအကောင်တွေလည်းပြန်ပြောက်သွားခဲ့ပါတယ်၁၃ရက်မြောက်ညချန်တယောက်မျက်နှာတင့်နေရင်ပြုတ်တက်လာပြီး စက်ထဲကနေသပင်းကြီးတွေထွက်လာခဲ့ပါတယ်။တိုက်ခိုက်မှုတွေကတပြည့်ပြည့်နဲ့ပိုကျန်းလာခဲ့ပြီးရက်30ပြည့်တဲ့ညမှာတော့ချမ်းရဲ့ပတ်ကြီးကဖောင်းတက်လာခဲ့ပါတယ်။အဲ့ဒါနဲ့တန်းစင်ခန်းစီအမြန်ပြေးသွားတော့မိမကူတွေကနေမကောင်းတဲ့အနက်ရောင်အညစ်ကြေးတွေထွက်ကြလာပါတော့တယ်။ရက်40မြောက်ညနှက်စရာရောက်လာခဲ့ပါတယ်။ချမ်းကတော့လုံးဝအဆင်မပြေတော့ပဲစကားတော့မပြောနိုင်တော့ပါဘူး။နှက်စရာကနေအိမ်အနက်လိုက်စစ်ကြည့်ပြီးမှုရထဲမှာမြုပ်ထားတဲ့အောက်လန်းအစီရင်ဒုတ်တွေကိုရှာတွေ့သွားခဲ့ပါတယ်။ အဲ့ဒီအစီရင်တွေကတော့ဂျန်ကိုဥတီပီတိုက်ခိုက်ထားတဲ့အစီရင်တွေဖြစ်ပြီးနက်ဆရာကမီးရှို့ဖျက်ဆီးလိုက်ကဖြစ်ခဲ့သမျှတွေကိုအညို့အတိမထားပဲမစ်ပစ်လိုက်ဖို့နှလုံးသားကိုလည်းတန်ရှင်းအောင် လုပ်ပြီးရှေ့ဆက်ကြပါလို့စိုးမစကားပြောသွားခဲ့ပါတယ်။နောက်ရမှာတော့ပစ်တလေးဟာကျောင်းလကမသွင်းနိုင်ရင်စာမေးပွဲဖြေခွင့်မရှိဘူးဆိုတာကြောင့်မိခင်ကြီးရဲ့အလှပြင်ဆိုင်ကိုထွက်လာခဲ့ပါတယ်။ကံမကောင်းစွာနဲ့သူမမိခင်ကြီးဟာဝန်ထမ်းလာစာတွေမပေးနိုင်တော့တာမို့ ူမဆိုင်ကိုပိတ်တော့မဲ့အကြောင်းပြောနေတာကိုကြားသွားပြီးပြန်ထွက်သွားခဲ့ပါတယ်။ပစ်တာထွက်သွားတဲ့နေရာကတော့အတ္တိစီကိုပါပဲ။ဒီတခါမှတော့ပစ်တာကအတ္တိစီတမ်းမသွားတော့ပဲ။အတ္တိစီရဲ့ဘတ်ကားပေါ်ကနေတိတ်တိတ်လေးလိုက်လာခဲ့ပါတယ်။ကားပေါ်ကဆင်းတော့လေနောက်ကနေထက်လိုက်လာတဲ့အခါအတ္တိကသူ့နောက်ကိုပစ်တာလိုက်လာခဲ့တာသိသွားပြီးဘာလို့သူ့နောက်ကိုလိုက်နေရတာလဲမေးတော့ကျမပတ်စံလို့ရယ်။အဖေအမေရဲ့လုပ်ငန်းကိုနှုတ်ဆက်လိုက်လို့ပတ်စံမပေးနိုင်တော့ဘူး။သားသမီးတွေကိုထောက်ပံ့ဖို့ဆိုတာ အဖေတယောက်မှတာဝန်ရှိတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအခါအတ္တိကမင်းကငါသမီးမဟုတ်ဘူး။မင်းကညစ်ပတ်တဲ့ခွေးမှပဲဆိုကာလမ်းပေးဆိုင်ဆိုင်နဲ့ကိုဝင်သွားပါတော့တယ်။ပီတာကဝမ်းနေလို့မဆုံးခင်ပါပဲ။နင်းချင်းဆိုင်ကအလားပြင်ဆိုင်ရှိမှာသူ့အဖေရဲ့နောင်မေးမကိုမြင်တော့ဝမ်းနေမှုတွေကဒေါသအဖြစ်ပြောင်းသွားကာအဲ့ဒီဆိုင်နဲ့ကိုဝင်သွားခဲ့ပါတယ်။အဲ့ဒီမှာရီနီနဲ့တွေ့ပြီးရီနီကစွတ်တွေဖော်ရပြနေရင်စကားတစ်ချက်မှားသွားခဲ့ပါတယ်။အဲ့ဒါကတော့ မင်းအမေရောအဆင်ပြေရဲ့လားအသက်ရှိသေးတယ်မလားဆိုတာကြောင့်ပစ်တာရဲ့ဒေါသတွေစောင့်တက်သွားပြီးမြက်ခွက်ကိုလက်သီးနဲ့ထိုးချလိုက်ကစိုင်ထဲမှာတောင်းချမ်းနေပါတော့တယ်ရင်းနီလည်းပစ်တာကိုလှမ်းပြီးစိုင်ထဲကနေထွက်အပြေးမှာအရှိန်နဲ့မောင်းလာတဲ့စိုင်ကတစည်းနဲ့ဝင်တိုက်မိပြီးလဲချသွားပါတော့တယ်အဲ့ဒီအခါအတီးရောက်လာတော့မူယာမာယာတွေတုံးပြီးပစ်တာကိုလက်ညှိုးထိုးပြလိုက်တဲ့အခါအတီးကဒေါသတကြီးနဲ့မကောင်းဆိုးရွားမှထွက်သွားစမ်းလို့ပစ်တာကိုမောင်းထုတ်ပစ်လိုက်ပါတော့တယ်ပစ်တာလည်းဝမ်းနေစွာနဲ့အိမ်ပြန်လာခဲ့ပြီးဂျန်ကသူ့သမီးရဲ့ ဲ့အရေးချီကိုကြည့်ပြီးဘာဖြစ်လာခဲ့တာလဲဆိုတာခံမမ်းမိပြီးသမီးရဲ့အဖေကိုလက်လွတ်လိုက်ပါတော့သူမရှိလေအမေတို့ဘဝကိုအစ်စ်ကပြန်စားလို့ရတယ်လို့နှစ်သိမ့်ပေးလိုက်ပါတယ်နောက်ရက်မှာတော့ဂျန်တယောက်ဈေးထဲမှာရွှေတူရွှေစာလေးတွေတွားရောက်နေတော့မျက်နှချင်းဆိုင်မှာရှိတဲ့ဆန်တဆိုင်မှာသူမကိုယာရူးတိုးပေးလိုက်တဲ့ရီနီကိုတွေ့တော့အနောက်ကနေနောက်ရောက်ခံလိုက်သွားခဲ့ပါတယ်ရီနီတွားနေတဲ့နေရာကတော့ဈေးရဲ့အစွန်ဆုံးမှာရှိတဲ့စိတ်ချံကိုပါပဲ အဲ့ဒီမှာရီနီကစိတ်မဲတကောင်ဝဲနေတော့သူမအနောက်ကနေဂျန်လိုက်လာခဲတာကိုသိသွားပြီးတမီးလိုပဲအမေကလည်းနောက်ရောက်ခံလိုက်တတာပဲလားလို့ခနေတဲ့အခါဂျန်ကနင်းသားငါးဆိုင်ကိုဧည့်သည်ရောင်ဆောင်ပြီးနောက်ရောက်ခံလိုက်တဲ့အကျင့်ရှိတာငါးယောက်ျောက်ကိုနင်းလို့ချင်းနေဆိုရင်သူကနင်းအပိုင်မယ်ငါတရားဝင်ကွာရှင်းပေးမယ် ငါမိသားစုနေပဲဝေးဝေးနေပါဆိုတော့ရီနီကာတိတ်နောက်ကျသွားပြီဆိုကဝဲထားတဲ့စိတ်မဲကိုဆွဲပြီးလှုပ်တုတ်လှုပ်တုတ်နဲ့ထွက်သွားပါတော့တယ်အဲ့ဒီညမှာပစ်တက်တယောက်စတိုးဆိုင်ကနေပစ္စည်းတချို့ဝယ်ပြီးအိမ်ပြန်လာတော့ သူမရဲ့နာမည်ခေါ်တန်ကြားလိုက်ရပါတယ်နောက်ကိုလက်ချီတော့ဘာမှရှိမနေပဲလမ်းတောင်မှာချိတ်ထားတဲ့မှန်ခုံးထဲမှာတော့သူမနောက်မှာတစုံတစ်ခုရှိနေပါတယ်အဲ့ဒါနဲ့ပြန်လက်ချီတော့ဘာမှရှိမနေပဲလမ်းမီးလုံးတွေကတလုံးပြီးတလုံးပြတ်သွားတော့ဖစ်တပ်တယောက်လမ်းနေခဲ့ပါပြီအဲ့ဒီအချိန်မှာပဲတရဲမကသူမနောက်ကနေပေါ်လာခဲ့ပါတယ်ဒါကိုရိမ့်မိတဲ့ပစ်တာကနောက်လက်ချီတော့ဘာမှရှိမနေပဲတစ်ဖက်ကိုပြန်အလဲမှာတရဲမကသူမစီပြေးဝင်လာပါတော့တယ် နောက်ရက်မနေ့ကျောင်းမသွေးပုလေ့ကျင့်ခန်းလုပ်နေချချင်းမင်းညကဝင်ပူးသွားတဲ့တရမရဲ့ပယောကကြောင့်ဖစ်တဟာမခံမရနိုင်လောက်အောင်ပူလောင်နေပါတယ်ဖစ်တအချင်းတွေကအရန်ဆိုးနေတာမို့နှက်ဆရာပါရောက်လာပြီးဖစ်တကိုယ်တည်းဝင်ပူးနေတဲ့တရကိုမောင်းထုတ်ပစ်ဖို့အတွက်ပြင်ဆင်ကြပါတော့လေအဲ့ဒီညမှာဖစ်တကိုဝင်းရံပြီးပပတ်လေကနေစူတောင်းစာတွေဝိုင်းရွတ်ကြတဲ့အခါတရမကစက်တင်လှုပ်ရှားလာခဲ့ပါတယ်တရမကဖစ်တအသက်ကိုနှုတ်ယူဖို့အတွက် ပိတ္တဝိညာဉ်ကိုပရလောကတွေကိုခေါ်ပြီးဖြားယောင်းနေပါတယ်ဒီလိုတွေဖြစ်အောင်နောက်ွယ်ကနေလုံနေတာကရင်းနီပါပဲရင်းနီကသူမအောင်လန်းဆရာမကြီးညွှန်ကြားခဲ့တဲ့အတိုင်းဈေးတဲကဝင်လာတဲ့စိတ်မဲရဲ့ဥကောင်းကိုဖြတ်ပြီးအစီအရင်ပြုတ်လုံနေပါတယ်ပိတ္တရဲ့ဝိညာဉ်ပရလောကတွေရောက်သွားတာနဲ့အပြင်မှာရှိတဲ့ဘော်ဒီအခွန်တွေကိုအမျိုးအမည်မသိရတဲ့တခြားဝိညာဉ်တကောင်ဝင်ပူးသွားပြီးနှစ်ချိုက်စွာရီမောနေပါတယ်ပရလောကတွေမှာပိတ္တဝိညာဉ်ကဖြားယောင်းခံနေရတယ် ရင်းနီကအစီရင်ကိုအမြင့်ဆုံးတီဆွဲတင်နေတယ်။မူမမန်တဲ့ပစ်တာဘော်ရီကိုအဝတ်ဖြူနဲ့အုပ်ထားလိုက်တယ်။ဖြစ်စဉ်တွေကတစ်ဖက်နဲ့တစ်ဖက်တစ်ချိန်ထဲမှာတစ်ပြိုင်တည်းဖြစ်ပျက်နေပါဗါး။အောင်လန်းဘက်ကပိုးပြီးအလေးတလာချိန်မှာတော့အဝတ်ဖြူအုပ်ထားတဲ့ပစ်တာပစက်ထဲကနေသွေးတွေပန်းထွက်လာကခန္ဓာကိုယ်ကထိုင်လျက်အနေအထားနဲ့လေးပေါ်ပြန်တက်သွားပြီးဆောက်ထိုးဖြစ်သွားပါဗါး။အားလုံးရဲ့မျိုးလုံးတွေကပစ်တာစီရောက်သွားချိန်မှာပဲပစ်တာကညနေချက်ပေါ်ဆောက်ထိုးတက်ထိုင်လိုက်ပါဗါး။ ါပေမဲ့လေဒါဟာစိတ်ကူးရင်ဇလန်းမျိုးမဟုတ်ပဲအပြင်းမတကယ်ဖြစ်ခဲ့တာဆိုတော့ထူဆန်းတဲ့ဖြစ်ရမျိုးတွေဆက်မဖြစ်တော့ပဲစစ်မှန်တဲ့ဘာသာရေးနည်းလမ်းကသာအောင်လန်းကိုအနိုင်ယူခဲ့ပြီးပစ်တာလေးဟာလူကောင်းပြန်ဖြစ်သွားပါတော့တယ်မကောင်းတဲ့အတက်ကိုကျူးလွန်ခဲ့တဲ့ရီနီတို့ကရောဘာတွေဖြစ်ခဲ့ကြလဲသူတို့တွေအပေးယူလုပ်ခဲ့တဲ့နဆိုးမကြီးကခွင့်မလွတ်ခဲ့ပါဘူးအတီတောင်းဆိုခဲ့တဲ့အတိုင်းသူဟာအလုံးနေရာမှာအာနာရှိတဲ့အရာရှိတစ်ယောက်ဖြစ်ခဲ့ပါတယ် ါပေမဲ့စတေးကန်ရစ်ကောင်ကိုမဆက်သားနိုင်ခဲ့တဲ့အတွက်အပြစ်ပေးခံခဲ့ရပြီးဒုခိတတယောက်ဖြစ်သွားခဲ့ပါတယ်။ရင်းနီးကိုလည်းအလားပြင်ဆိုင်ထိလိုက်လာခဲ့ပြီးမျက်နှာကိုကက်ချီနဲ့စိုက်ပြီးဖျက်ဆီးဖြစ်ခဲ့ပါတယ်။ဆယ်နှစ်ကြာပြီးနောက်ပီတာလီဟာကလေးတွေချစ်ခင်ရတဲ့မူဂျိုဆီယာမတယောက်ဖြစ်လာခဲ့ပြီးဂျန်ရဲ့အလုပ်ကလည်းပြန်လည်အောင်မြင်လာခဲ့ကာတာအမိ၃ယောက်ဟာဘဝကိုစိတ်ချမ်းမြေ့စွာနဲ့ဖျက်ဆီးနေကြပါတယ်။အချိန်တွေကြာလာတော့ပီတာဟာ သူမရဲ့ဖခင်ကြီးကိုတရိယာလာပြီးအင်တာနက်ကနေတဆင်ရင်းနှီးရဲ့လိပ်စာကိုရှာဖွေကြည့်လိုက်ပါတယ်လိပ်စာသိရပြီဆိုတော့သူမငယ်စဉ်က ဖခင်ကြီးတင်ပေးခဲ့တဲ့ဆလာပီးယားငါးစီပြန်ဟင်းလေးကိုချက်ပြီးဖခင်ကြီးရှိရာကိုထွက်လာခဲ့ပါတယ်အဲ့ဒီကိုရောက်တော့နောင်နာတွေတပွေးတစ်ပိုက်နဲ့ဒေါကီတာဘွားရောက်နေသူဖခင်ကြီးကိုသူကြိုက်တတ်တဲ့ငါးဟင်းလေးကိုပေးပြီးဝမ်းနည်းစွာငိုကြွေးနေပါတော့တယ်အရိကနေပြန်မယ်အလို့ရင်းနီနဲ့တွေ့တော့သူမအဖေကိုယူဆိုင်ပေးဖို့မှလိုက်ကအိမ်ပြန်သွားပါတော့တယ်အန်အိုးဖို့ခေါင်းတာက ရင်းနီဟာမယင်ငယ်ဆိုပေမဲ့အတိကိုတကယ်ချစ်ခဲ့တာဖြစ်ပြီးဒိုကီတာဘွားရောက်နေတာတောင်းမှပဲစွန့်ပစ်မသွားပဲဂယုတဆိုင်နဲ့ယခုအချိန်ထိစောင့်ရှောက်ပေးနေတော့မှပဲပြိတ္တတို့မရှင်းမှဆိုလို့ဒီဆက်လန်ထဲမှာတုံးသွားတဲ့အောက်လန်းအတက်တွေကမတူပါဘူးပထမတစ်မျိုးကရင်းနီဟာဆက်တိုပန်တီတိုရာတူကာတာကိုတုံးပြီးအတိကိုရယူခဲ့တာဖြစ်ပြီးနောက်တစ်မျိုးကတော့ဘသူဘွားဆိုတာဖော်ပြမထားတဲ့နဆိုးမကြီးကိုစင့်ခေါ်ပြီးအပေးအယူလုပ်ခဲ့တာဖြစ်ပါတယ် ဆိုတော့ကအောင်လန်းအတက်တွေဘလောက်ပဲကောင်းလာပါစေမြည်တိပါတာဝင်မဆိုမိမိကိုယ်ခွေရဘာသာတရားကသာအစစ်အမှန်ဖြစ်တာမို့နောက်ဆုံးမှာစစ်မှန်တဲ့ဘာသာရေးကသာအနံ့ယူသွားတာကိုပြည်သက်တို့သတိချက်မိသွားကြမယ်လို့ယုံကြည်ပါတယ်ဒီဇလန်းဟာဖြစ်ရအမှန်မှာဇလန်းလေးကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ